ကိုပွားကိုအပြောင်းလဲလုပ်ဖို့အတွက်အရေးကြီးတဲ့ concept ကိုပြပြပါမယ်။ဒါကတော့ consumer လို့ခေါ်တဲ့စားသုံးသူကနေပြီးတော့ creator ပြောင်းနေဖြစ်စဉ်ဖြစ်ပါတယ်။အဲ့တော့မိတ်ဆွေကစိတ်ဝင်စားရင်ဆက်ကြည့်ကြည့်ပါ။ဘာလို့လဲဆိုရင်မိတ်ဆွေကဖုန်းကိုပို့နေုံနဲ့ YouTube တွေကြည့်နေုံနဲ့ TikTok တွေကြည့်နေုံနဲ့အပြောင်းလဲမဖြစ်ဘူး။ဘာလို့လဲဆိုလို့ရှိရင်သူဒီ input only ပဲဖြစ်တဲ့ကြောင့်မလို့ဖြစ်ပါတယ်။ ဒီနေ့ဒီဗီဒီယိုလေးမှာတော့ကျွန်တော် consumer တွေ creator creator တွေပြီးတော့ builder တွားတဲ့ piston လေးကိုကျွန်တော်ပြပြပေးမယ်ဒီဗီဒီယိုလေးပြီးွားပြီဆိုလို့ရှိရင်ကိုကနေပြီးတော့မှ creator တယောက်ရဲ့ journey စနိုင်ပြီးတော့မှကိုဘောင်းပြောင်းလဲလုပ်တဲ့နည်းတွေကျွန်တော်တရှိလာနိုင်မယ်လို့ကျွန်တော်ယူဆပါတယ်အဲ့တော့ခုနကပြောလို့ပဲကျွန်တော်က consumer လို့ခေါ်တဲ့စားသုံးသူပဲကျွန်တော်တို့လုပ်နေလို့မရအောင်ကျွန်တော်က score တွေလုပ်တဲ့ aim map တွေ map တွေတခြားလူတွေအားပေးနေုံနဲ့ကိုဘောင်းပြောင်းလဲမဖြစ်တော့ဘူး ကွန်ဇူမာအနေနဲ့ပဲတွားလို့မရအောင်ဒါဆိုရင်ကျွန်တော်တို့ဘဝကြီးအပြောင်းလဲဖြစ်ဖို့အတွက်ဆိုရင်ဘာလို့ဖို့လို့မလဲအဲ့တော့မေကွန်ဖြစ်လာပြီကျွန်တော်တို့အများဆုံးကဘာလို့ကြလို့အဲ့ changer လို့ခေါ်တယ်လဲလဲတူအနေနဲ့လို့ကြတယ်လဲလဲတူဆိုတာဘယ်လိုမျိုးလဲဆိုကိုယ့်ရဲ့အချိန်ရှိမယ်ကျွမ်းကျင်မှုရှိမယ်ဒီရဲ့အချိန်နဲ့ကျွမ်းကျင်မှုကိုငွေနဲ့လဲလဲတယ်ငွေဆိုတာဘယ်လိုမျိုးလဲဆိုရင် salary အနေနဲ့လဲလဲဒီလိုမျိုးအဲ့ changer လို့ခေါ်တယ်လဲလဲတူအနေနဲ့လို့ကြတယ်အဲ့တော့သူ့ရဲ့ အားတာချက်ကကြောင့်အချိန်နဲ့ငွေနဲ့လဲလေတိုင်းမှာငွေရတယ်ဒါပေမဲ့ तू အိတ်နေလဲတွန်ငွေမဝင်နေဘူးသူရဲ့ဖန်တီးမှုအရီငွေမဝင်နေဘူးကျွန်တော်တို့ဘဝရဲ့လွတ်မြောက်မှုကို freedom ဆိုရဲလူမြောက်မှုကိုကျွန်တော်တို့ရခြင်းနေဆိုလို့ရှိရင်ဘာလို့မရမလဲဆိုလို့ရှိရင် ကျွန်တော်တို့အိတ်နေလဲငွေဝင်နိုင်တဲ့ထုတ်ကုန်ပြီးလို့ရှိရင် လုပ်ငန်းဒီကနေတစ်ဆင့်ကျွန်တော်တို့ဝင်မရမယ်ကိုပပမပပငွေဝင်နေမရမယ်အဲ့တော့ကိုပပမပပဝင်နေဖို့အတွက်ဆိုရင်ကျွန်တော်တို့က product ကျွန်တော်ဖြစ်နိုင်တယ်။ဒါမှမဟုတ်ကျွန်တော်တို့က service ဖြစ်နိုင်တယ်။ဒါမှမဟုတ်ကျွန်တော်တို့ဒါ business ဖြစ်နိုင်တယ်။အဲ့တော့ဒီ product တွေ service တွေပေါင်းတာက business ကျွန်တော်ဖြစ်နိုင်တယ်။အဲ့တော့ဒီနေ့ခေတ်မှာဆိုလို့ရှိရင်ကျွန်တော်တို့က product တွေ service တွေတွေမဟုတ်တော့ဘူး။ကျွန်တော်တို့ကတိထားတဲ့ဒီတည်င်းချက်လက်တွေ information တွေလည်းဒီနေ့ခေတ်က product တစ်ခုဖြစ်နေနိုင်တယ်။ဥပမာအားဖြင့်ဆိုရင် Mr. Ra ဒီ podcast ကိုကျွန်တော်တို့ကြည့်နေရတယ်။ဒီ video လေးကိုကြည့်နေရတယ်။ play လုပ်နေရတယ်ဆိုလို့ရှိရင်လည်းကျွန်တော်ဝင်ငွေရနေရမျိုးဖြစ်နိုင်တယ်။ ဘာလို့လဲဆိုလို့ရှိရင်ခစ်ကကျွန်တော်အပြောင်းလဲဖြစ်သွားပြီ။ဒါကြောင့်မလို့ကျွန်တော်တို့ကဒူရီယာတစင်ဖြစ်တဲ့ consumer တွေ creator လို့ခေါ်တဲ့ဖန်တီးသူတယောက်အနေနဲ့စဉ်းစားတတ်ဖို့လိုတယ်။ဖန်တီးသူတယောက်ဆိုတာဘာထုတ်လဲဆိုရင် input တင်မဟုတ်တော့ output ဆိုအောင်ထုတ်တယ်။သူတိထားတဲ့အကြောင်းအရာကိုသူပြန်ပြောပြရမျိုးဖြစ်ဖြစ်မယ်။ဒါမှမဟုတ်သူတိထားတာနဲ့ဖန်တီးတာမျိုးတခြားလူတွေပြဿနာဖြေရှင်းပေးဖို့အတွက်ဥပမာဆိုရင် application တွေဖန်တီးတာမျိုး design တွေဖန်တီးတာမျိုးဒါမှမဟုတ် video ဖန်တီးတာမျိုးဒါမှမဟုတ် sound တွေဖန်တီးတာမျိုး ဒါမျိုးတွေတူလုံးမယ်ဒါမျိုးလှုပ်ဆောင်တာတော့တော် creator လို့ခေါ်တယ်ဒီနေ့ခေတ်ကကြောင့် creator လို့ဖို့တော့အရန်လွယ်ပါ ਈ ဘာလို့လွယ်ပါလဲဆိုကျွန်တော်တို့ AI ခင်မှာဗျာမိတ်ဆွေကဘာလို့ချင်လဲဆိုရင်းဟာမျိုးကအကုန်လုံးနှီးပါကျွန်တော်လှုပ်လို့ရလာပြီဒီ intelligent ရဲ့အကူအညီနဲ့ design ထုတ်ခိုင်းခြင်းနဲ့ထုတ်လို့ရလာတယ်ကျွန်တော်တို့ script တွေရေးခိုင်းနေခြင်းနဲ့ထုတ်လို့ရလာတယ် creator ခေတ်ဖြစ်လာတယ်ဒါကြောင့်မို့မိတ်ဆွေကစားသုံးလို့နေရမှာပဲမနေပါနဲ့ကျွန်တော်တို့ဖန်တီးသူ နေရာကိုကျွန်တော်တို့ပြောင်းလာလို့ရတယ်။ဖန်တီးတို့နေရာကိုပြောင်းလာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကတခြားအလုပ်လုပ်နေတဲ့ထောင်ဒီဘက်ကနေပြီးမှဝင်ငွေတစ်ခုရနိုင်တယ်။ဥပမာဆိုရင်ကိုက YouTube ကိုကျွန်တော်လုပ်ထားရင်နောက်၃-၅နှစ်နေတဲ့အချိန်မှာကျွန်တော်တို့ရဲ့ followers တချို့ရှိလာမယ် subscriber တွေရှိလာမယ်ဒီမှာတစ်ဆင့်ကိုယ်လည်းလူတည်လာမယ်ဒီချိန်မှာကိုယ့်ရဲ့လုပ်ငန်းကိုလည်းလူတည်လာမယ်ကိုယ့်အတွက်အများကြီးထောက်ကူပြုတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကဒီအလုပ်တစ်ခုတည်းနဲ့ပဲမရက်တီးပါနဲ့ကျွန်တော် ဝါဒနာပါတဲ့ကိုမစင်စားဘဲနဲ့မหนีနိုင်နဲ့ကိုဖြည့်ရှင်းခြင်းနဲ့ပြတနာကိုလူတွေကိုကူညီပေးခြင်းနဲ့အရာတွေနဲ့ခံတီးမှုကိုပြုလုပ်လို့ရတယ်ဒါတော့ကျွန်တော် creator လို့ခေါ်ပါတယ်ဒီနေ့မှာအရေးကြီးတဲ့စကလုံးတစ်လုံးကကျွန်တော် leverage လို့လည်းခေါ်ပါတယ် leverage ဆိုတာနည်းနည်းလို့မြမြန်ရနိုင်ဆုံး leverage လို့ခေါ်ပါတယ် l e v e r e g e leverage leverage ဆိုတာနည်းနည်းလို့မြန်မြန်ရတာကိုကျွန်တော် leverage လို့ခေါ်တယ် နည်းနည်းလို့မြင်မြင်ရဆိုပါလေဆိုရင်ကျွန်တော်ဗီဒီယိုတစ်ခုလုပ်လိုက်တယ်လူတွေထောင်ကနန်းတောင်ကနန်းကျွန်တော်တို့ကြည့်တယ်သိန်းကနန်းကြည့်တယ်ဒါဆိုလို့ရှိရင်ကျွန်တော်တစ်ခါပဲလုပ်ရတယ်ဒါပေမဲ့လူတိန်ပေါင်းများစွာတန်ပေါင်းများစွာဒါမှမဟုတ်ကျွန်တော်ထောင်ပေါင်းများစွာကိုကျွန်တော်တို့တွေ့အောင်လုပ်လို့ရတယ်ဒါဒီကျွန်တော်တို့နည်းနည်းလို့မြင်မြင်ရဥပမာတစ်ခုဖြစ်ပါတယ်ဥပမာအားဖြင့် application တစ်ခုလုပ်လိုက်တယ်ကျွန်တော်တို့ဒီအသုံးပြုတဲ့လူတွေကအယောက်တထောင်လဲဖြစ်ဖြစ်မယ်တထောင်လဲဖြစ်ဖြစ်မယ်တသိန်းလဲဖြစ်ဖြစ်မယ်ဒီတော့ဒီ application တစ်ခုကနေဝင်ငွေ ရနိုင်သွန်းဒီနည်းနည်းလုံးလိုက်တယ်များများရနိုင်သွန်းဖြစ်လာတယ်ဒါကတော့ leverage လို့ခေါ်ပါတယ်အဲ့တော့တထေးတွေကပါလို့လေဆိုရင်တခြားလူတွေရဲ့အချိန်ကိုငားလိုက်တယ်ကျွမ်းကျင်မှုကိုငားလိုက်တယ်ပြီးတော့ရှင်ငွေကြေးတခါလေကျရင် investor ရဲ့ငွေကြေးနဲ့ဈေးကွက်ပြဿနာဖြစ်ရှင်းပေးခြင်းအားဖြင့်တူတိုးတောင်လို့တယ်ဒါတော့သူက leverage လို့ခေါ်ပါတယ်နည်းနည်းလုပ်ပြီးများများရတာအဲ့တော့ကျွန်တော်တို့က creator အဆင့်ကနေနောက်တစ်ဆင့်မှာဆိုလို့ရှင်တော့ builder builder ဆိုတဲ့နေရာမှာဆိုတော့ access လို့ခေါ်တဲ့ကိုယ့်အိတ်ထဲကိုငွေဝင်အောင်လုပ်ပေးနေတဲ့အရာတွေရှိလာပြီဒီချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့က product တွေ service တွေ system တွေကျွန်တော်တို့ဖန်တီးလာပြီဒီ system တွေဒီကိုမရှိလဲလဲပတ်တဲ့ level ကျွန်တော်တို့ရောက်လာပြီဒါတော့ကျွန်တော်တို့က builder လို့ခေါ်ပါတယ် builder ဆိုတာတိဆောက်သူပါအဲ့တော့ကိုကကိုပေါ်ပေါ်ပြောင်းလဲလုပ်ချင်နေဆိုလို့ရှိရင်ဒီတိုင်း mindlessly consumer လုပ်နေလို့မရအောင်စားသုံးနေလို့ပဲမရအောင်ကျွန်တော်တို့ကဖန်တီးသူတွေကို နေအောင်အလွယ်ကူဆုံးပြောင်းလို့ရတယ်အလွယ်ကူဆုံးပြောင်းလို့ရတာကိုတိထားတဲ့အတွေ့အကြုံချရပါတစ်ခါလေကြောက်လို့ရှိရင်ကျွန်တော်တို့ကအလွယ်တကူခဏလေးအတွင်းမှာအခုရေတွင်းတူအခုရေကြီးတောက်ချင်ကြရတယ်အချိန်တစ်ခုပေးရပါတယ်ပုံမှန်အားဖြင့်လူတွေဘဝကိုဖြည့်ရှင်းတဲ့နည်းလမ်းတွေအမျိုးမျိုးကျွန်တော်တို့ရှိရယ် တချို့တွေကြောက်ပါလို့လဲဆိုကိုမကြိုက်တဲ့အလုပ်တွေကိုလုပ်တယ်ကိုမကြိုက်တဲ့အလုပ်တွေကိုလုပ်ပြီးတော့မှပတ်စံရှာတယ်ပြီးွားတဲ့အချိန်ကျတော့ကိုကြိုက်တဲ့အလုပ်တွေကိုပြန်ပြီးတော့မှလုပ်တယ်ဒါလေးကိုကျွန်တော်တစ်ချက်ပြရမယ်လောကမှာဘဝဖြစ်တဲ့ model တစ်ခုရှိရယ်ပထမ model ကဘာလို့လဲဆိုရင် do what the hate ကိုမုန်းတဲ့အရာတွေကိုလုပ်တယ်ပြီးွားလို့ရှိရင် do ဘာရှာလဲဆိုရင်ငွေရှာတယ်ဒီကမှ do what the love ဒီ model တခုရှိရယ် not model တခုကကြတော့ do what you love ကိုချစ်တဲ့အလုပ်ကိုလုပ်တယ်ပြီးလို့ရှိရင်ကျွန်တော်ငွေရတယ်ဒီရမစင်ကိုချစ်တဲ့အလုပ်ကိုပြန်လုပ်တယ်ဒီရဲ့လေပတ်မှုတခုရှိရယ်အဲ့တော့ကိုကဘယ် model ကိုအသုံးပြုမလဲတေချာတာတခုကပထမ model ကိုအသုံးပြုမယ်ဆိုရင်လွယ်ကူတယ်လွယ်ကူရဲ့ချက်ချင်းလုပ်လို့ရတယ်ဒါဒီကွက်ပြတ်တနာကိုဖြည့်ရှင်းနေဆိုရင်ဒါပေမဲ့ဒီဟာကိုလုပ်ဖို့တော့အချိန်ပေးရတယ်အချိန်ပေးရတယ်စောင့်ရတယ် အချိန်တစ်ခုပေးရတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကဒီအလုပ်ကိုလုပ်နေတဲ့အချိန်အတွင်းမှာကိုမကြိုက်တဲ့အလုပ်ကိုလုပ်တယ်။ဒါပေမဲ့ဝင်ငွေရနေတဲ့အချိန်အတွင်းမှာအချိန်တစ်ခုလေးကိုဖဲ့ပေး။ဖဲ့ပေးပြီးတော့မှကိုချစ်တဲ့အလုပ်ကိုလုပ်ရင်းနဲ့ကျွန်တော်တို့ဖန်တီးတူအနေနဲ့ထားလို့ရပါတယ်။ဘယ်လိုလုပ်လို့ရမလဲ။ဒီနေ့ခေတ်မှာ social media ခေတ်ပါ။ကျွန်တော် TikTok, Facebook, YouTube ဒါရီကိုကို့အတုံးချခံမဟုတ်ဘဲနဲ့ကိုကဒါရီကိုအတုံးချဖို့လိုပါတယ်။ဒါရီ creator လို့တာပါ။ဒါပထမအဆင့်။ပြီးွားလို့ရှိရင်တော့ကျွန်တော်တို့ကလုပ်ငန်းကြီးစနစ်တွေလူတွေအတုံးပြုပြီးတော့မှ ထုတ်ကုန်တွေဝန်ဆောင်မှုတွေဖန်တီးပြီးတော့မှဝင်ငွေရှာတဲ့ဒီ builder အဆင့်ကိုကျွန်တော်တို့တွားဖို့လိုပါတယ်။အဲ့တော့ဒီလိုတွားဖို့အတွက်ဆိုရင် creator အဆင့်မှာဆိုရင်ကျွန်တော်တို့ဘာတွေကိုတည်ရမလဲဆိုရင်လူတွေရဲ့ psychology ပြီးတော့ရှင် marketing လုပ်တဲ့စနစ်ကျွန်တော်တို့ idea ကိုလူတွေစိတ်ဝင်စားအောင်ဘယ်လိုလုပ်မလဲဒါတွေကိုကျွန်တော်တို့လေ့လာရတယ်လို့ ဘီလ်ဒါရောက်တဲ့အဆင့်မှာဆိုရင်ဝန်ထမ်းစီမံခန့်ခွဲတာဈေးကွက်စီမံဈေးကွက်မှာဆိုလို့ရှိရင်ကိုယ့်ရဲ့ထုတ်ကုန်ဘယ်လိုဖြန့်ချိမလဲစနစ်တွေတိဆောက်တာဒါတွေလိုလာပြီဒါကကျွန်တော်ဘီလ်ဒါတွားတဲ့အဆင့်ဖြစ်ပါတယ်ဒါကတော့ consumer to creator အနေနဲ့ပြောင်းရင်းနဲ့ကျွန်တော်ဘဝကိုအပြောင်းအလဲလုပ်လို့ရတဲ့အဆင့်လေးဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတွေနေဒီဗီဒီယိုလေးကိုကြည့်နေရင်ကိုက do what you hate လို့ပြီးတော့မှပတ်စံရှာနေလား do what you love လို့ပြီးပတ်စံရှာနေလားဒါမှမဟုတ်ဒီဘက်အချမ်းကိုလုံးလုံးကူးဖို့အတွက်ကိုဒီကနေပေါင်းကူးလုပ်နေလားဆိုတာလေးကိုရေးပြခဲ့ပါအောင်ဒီဗီဒီယိုလေးကတော့ကျွန်တော်တို့တွားလို့ရတဲ့လမ်းကြောင်းတချို့ကိုကျွန်တော်ပေးခဲ့တယ်လို့ယူဆပါတယ်တကယ်လို့မိတ်ဆွေအားဒီဗီဒီယိုလေးကကိုအကျိုးရှိခဲ့တဲ့တခြားလူတွေပြန်များဝေခြင်းနေဆိုလို့ရှိရင်လွတ်လပ်စွာပြန်လည်များဝေပေးနိုင်ပါတယ်အဆုံးတိကျပေးကြအောင်ကျေးဇူးတင်ပါတယ်မင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေ